တောင်းတမ်းတော် PSF ထင်ရွေးထင်ချုပ်ထားတဲ့နောင်ချုံငွေနဲ့တရက်ချူရွာတဲ့ကိုစစ်ကောင်စီတပ်ဖြစ်ခဲ့လိုက်တဲ့လက်နက်ကြီးကြောင့်ကလေးတအူအပအဝင်ဒေတာခံလေးဦးတေဆုံးခဲ့ပြီးခုနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ထင်ရွေးကဒီနေ့မေလ9ရက်မှာထုတ်ပြန်လာပါတယ်။မနေ့မေလ10ရက်မနက်9နာရီကတရက်ချူရွာမှာမင်္ဂလာဆောင်ကျင်းပတဲ့နေရာကိုစစ်ကောင်စီတပ်ကလက်နက်ကြီး16ကျိန်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ငါနှစ်အရွယ်ကလေးတအူအပအဝင်အရက်တာလေးဦးတေဆုံးခဲ့ပြီးခုနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အလားတူနောင်ချုံမြို့နယ်နောင်လင်းရွာထဲကိုစစ်ကောင်စီတပ်က drone ဘုံ၈လုံးအပြင် အစိမ့်ငွေဘုံ၅လုံးနဲ့လက်နက်ကြီး၃၁ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ ကြောင့်စီတကတဲခေါ်ရွာကနေအုံတီရွာဘက်ကိုလည်းလက်နက်ကြီးနဲ့အစိမ့်ငွေပုံပြစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ဆိုပါရယ်စစ်ကောင်စီတပ်ကမေလ6ရက်ကနေ31ရက်အထိအပြစ်ခတ်ရစေးရေးကာလထပ်မံတုံ့ပြန်ကြောင်းကြေညာခဲ့ပေမဲ့ဖြစ်နေထိန်းချုပ်ထားတဲ့နေရာတွေကိုလက်နက်ကြီး drone နဲ့လေကြောင်းနဲ့ပါဆက်တိုက်ပုံကျဲတိုက်ခိုက်နေပါရှင့်